စကားပြည့်တဲ့များအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်အစီအစဉ်မှာတော့ဥရောပဘောလုံးမှာဖြစ်ပေါ်နေတဲ့ဒဏ်ရာပြဿနာတွေအကြောင်းကျွန်တော်တို့မြင်ကွင်းကျဲတင်ဆက်ပြီးတော့ဒီဒဏ်ရာတွေနဲ့ဒီကစားဟန်တွေဘယ်လိုဆက်သက်နေလဲအခြားသောအကြောင်းအရာတွေဘယ်လိုရှိမလဲဆိုတဲ့အကြောင်းကိုကျွန်တော်စီတူနဲ့အတူဆရာနေနွေညင်းညင်းကသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအကိုရေမင်္ဂလာပါခင်ဗျအေးမင်္ဂလာပါနေလေဟုတ်ကဲ့ကိုဒါကျွန်တော်ဒီအခု topics လေးကတော့တန်ရာတွေနဲ့ပတ်သက်တဲ့အကြောင်းတွေပေါ့လေအခုလဲဒါရဖန်ရန်ကတန်ရာတွေနဲ့ပတ်သက်ပြီးတော့ဒါဟို play sign အနေနဲ့ပတ်သက်ပြီးတော့ဒီ intensity နဲ့ပတ်သက်ပြီးတော့ပွဲပန်းမှုဆိုတာကဒီ intensity နဲ့ဘယ်လိုဆက်ဆက်လဲဆိုတာပတ်သက်ပြီးတော့ကိုလည်းတင်ပြပေးဘူးလေပေါ့နော်အဲ့တော့အခုလောလောဆယ်မှာကျွန်တော်ဒီတန်ရာတွေနဲ့ပတ်သက်ပြီးတော့ဒါသူးဆွကြည့်ခြင်းလေပေါ့လေအဲ့တော့တန်ရာတွေအမ်တန်ရာတွေဘယ်လိုရနေတယ်လဲပေါ့ဒီတန်ရာတွေအနေထားကဒီ play style အနေနဲ့ကဘယ်လိုမျိုးဆက်ဆက်မှုရှိနေပါသလဲကို ဒဏ်ရာတွေဘလို့ရနေသလဲဆိုတာကအပေါ်ရမှန်တဲ့အဖြေရှိတယ်အပေါ်ရမှန်တဲ့အဖြေကကစားသမားတွေပွဲဆက်တွေအများများလာလို့ဆိုတော့အဲ့ဒီအပေါ်ရမှန်တဲ့အဖြေကလွန်ခဲ့တဲ့9နှစ်လောက်ကတော့အကောအဲ့ဒီဟာကိုအပေါ်ရမှန်လာလို့မထင်ဘူးအဲ့ဒါကြီးကအမြင့်တွယ်နေတဲ့အမှန်လို့ထင်တာကစားသမားတွေပွဲအကြီးအတွက်အများများတဲ့အခါဒဏ်ရာမှုရရှိမှုနှုံပို့ပြီးတော့မြင်တယ်အဲ့အဲ့လိုတွေးခဲ့တာအဲ့ဒီကလုံးဝမှန်တဲ့ဟာပေါ့အဲ့ကောင်ကလုံးဝ absolutely truth အဲ့လိုထင်ခဲ့တာ ဒါပေမဲ့တဖြည်းဖြည်းနဲ့ဟိုတန်ရိုင်နဲ့ပတ်သက်ပြီးတော့အကိုပို့ပြီးတော့စိတ်ဝင်စားတယ်ပို့ပြီးတော့လေ့လာတယ်အဲ့တော့အကိုကဒီ thesis တွေရှာဖတ်တယ်အော်ရှာဖတ်တဲ့အခါမှာအမမြင်လာတာပါလဲဆိုတော့ပွဲဆက်များခြင်းဟာအဓိကပြဿနာမဟုတ်ဘူးပွဲဆက်များခြင်းဟာအစိတ်ပိုင်းတစ်ခုအနေနဲ့ပါတယ်ဒါပေမဲ့အဓိကပြဿနာက high intensity playing style ဒီနီးပြူဟာပိုင်းစင်ကဲပြောင်းလဲမှုနီးပြရရဲ့တောင်းဆိုမှုအဲ့လိုတောင်းဆိုမှုအောက်ကကစားသမားတွေအဲ့လိုအသင်းတွေဟာပို့ပြီးတော့ဒဏ်ရာရှိမှုလုံများတယ်ဆိုတဲ့ဟာကိုတွေ့လာတယ်။အဲ့တော့အဲ့ဒီ high intensity game နေနဲ့ဆိုတော့အကောကနှိုင်းရှင်ကြီးလိုက်တာပေါ့နော်။အဲ့မှာဘာလို့ Yan Astran ဆိုတာက UFR ရဲ့ဒီဘလို့ခေါ်မလဲ။ဒဏ်ရာနဲ့ပတ်သက်ပတ်သက်ပြီးတော့ဒီ studies တွေလုပ်နေတဲ့သူပဲ။အဲ့တော့အဲ तू ရဲ့မှတ်တမ်းဟောင်းနေတဲ့မှာအခုသွားတွေ့တာပေါ့။ တွားတွေ့ရတဲ့ခုကဘာလဲဆိုတော့အခုအရန်သိကျင်တဲ့အဖြစ်တစ်ခုရှိတယ်အဲ့ဘာလဲဆိုတော့ကစားမတစ်ယောက်ကတရားစီကိုပွဲ60ကစားမယ်ဒါပေမဲ့သူ့အသင်းဟာဟိုဘယ်လိုခေါ်မလဲပေါ်လုံးကိုအေးအေးဆေးဆေးပဲဒီ balance နီးပြအောင်ပါပေါ့နော် balance team ကိုကစားတဲ့သူမျိုးအဲ့ဒီအသင်းအဲ့ကစားသမားဟာအခြားတစ်ဖက်မှာကျတော့အဲ့ဒီအသင်းကပွဲ60မှာကစားအောင်ပေါ့ကွာဆိုတော့48ပွဲကစားမယ်ပွဲ90ပဲကစားမယ် ါပေမဲ့သူ့အသင်းကကြတော့ဒီဥမာ H positive ကိုဂလူးတို့လို့အသင်းကကစားသမားမျိုးဘသူကပူတန်ရနိုင်ကြီးများလဲဆိုတော့ဟိုကအဖြစ်ရထွက်လာတယ်အဲ့မှာဟိုတော့တွေ့လိုက်တာကဒီပွဲ60ကစားပြီမဲ့ low intensity နဲ့ကစားတဲ့သူဟာဟိုမှာတယောက်တန်ရတိုင်းမှာသူ့ရဲ့တန်ရမှုနှုန်းက0.6 to 2လောက်ပဲရှိတယ်ဆိုလိုတာကပွဲနှဲသည့်တိုင်အောင် high intensity game ကိုကစားနေတဲ့ကစားသမားတွေဟာတန်ရရတယ် တန်ရရပူရပူလွယ်တယ်ပူလွယ်တဲ့အပြင်ကိုဘယ်အပိုင်းတွေမှာထပ်ပြီးတော့ဟိုတိုးသွားလဲဆိုတော့ game တစ်ခုတည်းကိုမဟုတ်တော့ဘူးနဲ့ training မှာပါအဲ့ဒီလိုကစားနိုင်ဖို့အတွက်ဒီလို training လုပ်ရတာ training မှာတန်ရကြည့်မှုနှုံးမှာပို့ပြီးတော့မြင်တယ်ဆိုတော့တွေ့ရတယ်အဲ့တော့အဲ့ဒါကဒီပင်မအားစိုက်ထုတ်မှုအပေါ်မူတည်ပြီးတော့ရတဲ့တန်ရပေါ့နောက်တစ်ချက်ကကျတော့အားစိုက်ထုတ်မှုအပေါ်မူတည်တယ်ဆိုတဲ့နေရာမှာအဲ့လိုပြေးနေခြင်းလွှားနေခြင်းအဆက်မပြတ်ပြေးလွှားနေခြင်းကနေရတဲ့တန်ရဆိုတဲ့ဟာကိုပြောပြီးတဲ့အချိန်နောက်တစ်ခုကဘာလဲဆိုတော့ metabolism အရာပို့ပြီးတော့ သူက height acceleration ကို ပို့ပြီးတော့တုံးရတယ်အဲ့တော့အဲ့လိုတုံးတဲ့အခါမှာဒီ jockey လေးပြေးပြီးတော့ system တစ်ခုကိုတည်ဆောက်နေတဲ့သူထက်စာရေးအဲ့ဒီဒီ high speed high octane energy နဲ့ကစားတဲ့သူတွေရဲ့ဒီ soft tissues လေးတွေဟာအရန်အလုံးလောက်ရတယ်အဲ့ကောင်ကမခံနိုင်ဘူးရုတ်တက်ထပြီးအထူးသဖြင့်ဟိုကောင်းကောင်းမွန်သူ့ဘူးလက်ကျင့်ကမလုထားဘူးဆိုပူဆိုးတယ်အဲ့တော့ပူဆိုးတဲ့ခါကျတော့အဲ့မှာဒဏ်ရာရနိုင်ကြီးတစ်ချက်နောက်တစ်ခါအဲ့ acceleration မဟုတ်ဘဲနဲ့ deceleration ဆိုတာရှိပြန်အောင်အရှိန်နဲ့ပြေးနေတဲ့ကစားသမားတယောက်ကအော်ကိုစီကိုဘောလုံးမပေးဘူးမပေးဘူးဆို fast move မှာလူဒီလှုပ်ရှားတယ်လူကကျွန်သွားတယ်ကျွန်သွားတော့အေးအေးဆေးဆေးပြန်ဝင်တယ်နှက်ပြီးတော့ဝင်ပြဿနာမရှိဘူးတချို့ကစားသမားတွေကျတော့လောဘကြီးတယ် fast move ကျွန်သွားတယ်တစ်ချင်းပြန်ထွက်တယ် second move ထပ်တောင်းတယ်တစ်ချင်းပြန်ထွက်တယ်အဲ့ဒီအတက်အစင်းလှုပ်နေတဲ့အခါမှာအချိန်ကဟိုရုတ်တရက် break လောက်ရတယ်အဲ့ဒီအချိန်တွေမှာလည်းအဲ soft tissues လေးတွေမခံနိုင်ဘူးအဲ့ဒီဟာကမခံနိုင်တဲ့ soft tissue ကလည်းချားမဟုတ်ဘူး ACL ဖြစ်နေတယ်ဆိုတော့ကကြတော့အခုလက်ရှိ2024 25ရာသီအဲ့ဒါကတော့ဆော့ဆော့အခုပြောတဲ့ဒီစာရန်နေနဲ့မဆိုင်တော့ဘူး2024 25ရာသီတန်ရမှတ်တမ်းတွေကိုအခုပြန်ရှာဖွေကြည့်လိုက်တဲ့အခါကျတော့အဲ့မှာဒီ ACL ဟာလက်ရှိတန်ရစုစုပေါင်းရဲ့အရင်တုန်းက600ခန်းတော့900ခန်းတော့ပဲရှိတယ်အရင်တုန်းကဆိုတော့ဘယ်တုန်းကလဲဆိုလွန်ခဲ့တဲ့20လောက်ကဒါပေမဲ့လွန်ခဲ့တဲ့9နှစ်လောက်က လွန်ခဲ့တဲ့9နှစ်လောက်က ACL ဒဏ်ရာရှိမှုတော့16ရာခိုင်နှုန်းထိတက်လာတယ်။ဒါပေမဲ့အခု2023 24အပြီးပေါ့နော်ဒီဒဏ်ရာရရှိမှုအကျဉ်းတရာမှာအဲ့ဒီဒဏ်ရာရှိမှုအကျဉ်းတရာမှာ ACL ဒဏ်ရာရတာ22ကနေ24ရာခိုင်နှုန်းထိတက်လာတယ်။အဲ့တော့အဲ့ဘာလဲဆိုတော့ဟိုကစားဒီနီးပြတွေရဲ့ဟို high intensity runs တွေကိုတောင်းဆိုမှုဟာကစားသမားတွေရဲ့အဲ့ဟိုတိုက်တိုက်စစ်ကစားသမားတွေပြည်ထောင်မှာမဟုတ်ဘူးပေါ့ မဟုတ်ဘူးเนาะအခုကဒါအခုပြောနေတဲ့ပုံစံကိုကြည်လိုက်တိုက်စစ်ကသားမဟုတ်ထင်တာကြည့်မယ်တပတ်ခံစက်ကအဲ့တိုက်စစ်ကသားမဟုတ်လိုက်ရလားဟုတ်ကဲ့အဲ့အဲ့တော့အဲ့အဲ့နိပြပုံမူတပတ်ခံစက်ကလည်းဒဏ်ရာရနိုင်ခြင်းရှိတယ်ပြီးတော့ကိုယ်ခံစက်ကလည်း high line defense ကသားရတာဝုန်းကနေပြန်လှည့်လိုက်ရတာရှိတယ်အဲ့မှာအခု make van van တို့ဒဏ်ရာနဲ့အီးပဲရုံးကန်နေရအလကားဖြစ်တာဟုတ်ကဲ့အဲ့တော့မှလည်း richardson ဒဏ်ရာတွေရတယ်အဲ့ဂျိမ်းမာရီဆန်ဒဏ်ရာတွေရတယ် dotton hospice နဲ့ဆက်နွယ်ပြီးတော့ပြောတာပါ ဆိုတော့ direct correlation ကိုပြောမယ်ဆိုရင် low intensity ကဒဏ်ရာကို short ချပြီးတဲ့ high intensity game တွေကဒဏ်ပြဿနာပိုပြီးကြီးထွားစေတယ်အဲဆိုတော့ဒါပထမဆုံးဒဏ်နဲ့ပတ်သက်ရင်အဲ့ဒါဟုတ်ကဲ့ကိုဒါကို positive clock လို့လည်းထည့်သွင်းဒါဆွေးနွေးသွားခဲ့ဒါပေါ့လေကျွန်တော် positive clock လို့ရဲ့ game ဆိုရင်ကျွန်တော် off the ball မှာလေ high energy အရင်သုံးတယ်ဟုတ်တယ်ပေါ်လုံးကင်တဲ့အချိန်မှာလေ ်ဟိုတခြားကင်တဲ့အသင်းတွေအကုန်လုံးထောက်ကိုသူက energy ပူသုံးတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ပြီးခဲ့တဲ့ရာသီမှာကျွန်တော်တို့ injury crisis ကြီးကြီးမားမားဟိုဖြစ်တယ်ပေါ့နော်အဲပြီးတော့ကျွန်တော်ဘုံပေါက်အသင်းကိုကြည့်မယ်ဆိုဘုံပေါက်အသင်းကဘောလုံးကင်တဲ့အချိန်မှာတော့ positive cock glue လို့တော့ဟိုအရင်ကြီး high energy မဖြစ်ပေမဲ့ဘောလုံးမကင်တဲ့အချိန် off the ball မှာတော့အရင်သုံးတယ်သူတို့ရဲ့ energy တော့သူတို့ရဲ့ injury နှုံးရလဲတော်တော်ကြီးကိုမြင်တာတော့တွေ့ရတယ်ပေါ့နော်အခုအဲ့တော့ဟုတ်ဒီ intensity နဲ့ဟိုကျွန်တော်တို့ဒီတန်းရာကိုကျွန်တော်တို့ဓာတ်ရိုက် ချိတ်ဆက်ခြင်းပေါ့လေအဲ့တော့တစ်ချိန်တည်းမှာကျွန်တော် Manchester City တို့ပြီးတော့ဒီ Arsenal တို့ဒီအပိုင်းကိုသူတို့ဟိုဘလိုခိုင်တွယ်နေတယ်ပေါ့သူတို့ဆိုရင်ပွဲချင်းတွေပေါ်မူတည်ပြီး slow pace ဖြစ်လာ high pace ဖြစ်လာ intensity တွေဟိုသူတို့အမျိုးမျိုးပြောင်းတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီဒန်ယာရင်းနဲ့ဒီ play style အနေနဲ့သူတို့ဘယ်လိုမျိုးအသင်းတွေဘက်ကဘယ်လိုမျိုးထားအောင်ကြည်လဲပြီးတော့ဒီလက်တွေ့ nature အရာကဘယ်လိုမျိုးဖြစ်နေပါသလဲကိုအဲ့တော့ Arsenal မှာ ဒီအခုဒိုင်ယာဘိုင်း physical ဘိုင်းမှာပညာရှင်တယောက်ရှိတယ် Tom Allen ဆိုတာသူကလည်း research လုပ်တယ်လုပ်တဲ့အခါမှာ running load ပေါ့နော် running load ဟာ game ရဲ့ဟို block မလဲဆိုတော့၁၁ယောက်အစား၁၂ယောက်ကစားခြင်းဟာနိုင်ပွဲတွေကို၁၁ယောက်အစား၁၂ယောက်ကစားခြင်းဆိုတာကဒီ distance cover စုစုပေါင်းက၁၁ယောက်စားပဲဒါပေမဲ့၁၁ယောက်စားဆိုပေမဲ့ပြိုင်မဲ့အတင်းထက်နောက်ထပ်တယောက်စားလို့ပုံများနေခြင်းအဲ့လိုပုံများတဲ့အခါမှာပွဲရဲ့ result ကိုသူကလေ့လာတာ အလေးလာတဲ့အခါမှာအဲ့ဒီအပိုင်းကတိတိတတာအဲ့ total volume ပေါ့ကွာအတိတိတတာဟိုရလက်ပူကောင်းတယ်ဆိုတော့တွေးရတယ်ဒါပေမဲ့အဲ့ထဲမှာဟိုဘာတွေပါလာလဲဆိုတော့ဒီ cover တက်လာတယ်အမြ distance cover တက်လာတယ်အမြ most springs ပြီးတော့ most high industry runs တွေလည်းများလာတယ်များလာတဲ့အခါကျတော့အရေးကြီးတဲ့အချက်ကအဆက်မပြတ်မလုံနေဘူး ဆိုရင်တော့နည်းနည်း short ချနိုင်မလားမသိဘူးဆိုပြီးတော့အဲ့ဒါလည်းပတ်သက်ပြီးတော့တိကျတဲ့ဒီစာတန်းကိုကိုမဖတ်ဘူးဒါပေမဲ့ Arsenal ဟာတခါလေကျတော့ game ကိုဟို start stop start stop ကို Arsenal အခုတော်တော်များများတွားလာတယ်ဟုတ်အဲ့တော်တော်များတွားလာတယ်ဆိုတော့ကအဲ့ဒီအရာကိုရှောင်ကျင်လို့ပဲလားဆိုတာတော့ဒါအခုကဟိုသတိထားကြည့်နေတာပေါ့ဒါပေမဲ့အခုလုံလောက်တဲ့ဟိုညီလေးကိုအခုထုတ်ပြောရအောင်အောင်လုံလောက်တဲ့အဖြေဟိုတိကျတဲ့ conclusion တော့အခုမထုတ်နိုင်ဘူးဒါပေမဲ့အဲ့အဲ့လိုကြောင်များဖြစ်မလား ဆိုတော့ဒီ Manchester City လည်းအခုဆိုရင်ဒါ verticality ကိုပို့သွားလာပြီ verticality ကိုပို့သွားလာရင် sprints တွေလည်းပို့များလာမှာသေချာပေါ့ပဲပြီးတော့ high intensity runs တွေပို့များလာမှာလည်းသေချာပေါ့ပဲအဲ့ဒီခါမှာတချို့အရာတွေမှာသူတို့ပကတ်လွှဲနေသလားအခုလည်းစောင့်ကြည့်နေတော့မယ်ဟုတ်ကဲ့အဲ့တော့ဒါအခုတရားပေါ်မပြောနိုင်ဘူးတရားပေါ်ပြောနိုင်တဲ့အသိတွေရတော့ရှိတယ်နောက်တစ်ခုကဒီ high present အခြေအတွက်ပေါ့နော်ချိန်နှုန်းပေါ့ frequency ပြီးတော့ high a present plus ပြီးတော့ direct style ပေါ့နော်အဲ့ frequency အများဆုံးအသင်းတွေမှာလား Arsenal ရော Manchester City ရောပါနေပြန်အောင်ဟုတ်ကဲ့ပါနေတော့ညီလေးပြောသလိုပဲသူတို့ short shot ကိုတော့စူးစမ်းနေတယ်ဒါပေမဲ့အဲ့ short shot ကိုစူးစမ်းတာဆိုတော့မြင်ရပြီမဲ့ဆော့ဆော့ပြောသလိုဒီ thesis တွေအခုမဖတ်ထားဘူးသို့မဟုတ်မရေးကြသေးဘူးမရေးကြသေးတဲ့အတွက်အခုအဖြစ်အတိအကျမပြောနိုင်ဘူးတေချာလာတော့ ီ hybrid နဲ့ director ဟာ soft tissue problems တွေကိုဖြစ်စေတယ် soft tissue problem ဆိုတာကဒဏ်ရာအမျိုးအစားထဲမှာ hamstring ကိုတွားတယ် crisis ကိုတွားတယ်ပေါင်ခြံဒဏ်ရာကိုတွားတယ်တခေါက်ကြောဒဏ်ရာကိုတွားတယ်အခုနောက်တစ်ခုဆိုထားပါတော့ nono esposito ဒီဟိုဟာဟိုဟိုဗာလေ santo nono santo nono santo ဟုတ်အ nono santo nono santo ရဲ့ northern forest ကဒဏ်ရာတော်တော်နည်းတဲ့အသင်းတွေမှာပါတယ်ဘာကြောင့်လဲဆိုတော့ low intensity ကိုတွားတယ် counter attacking ကိုတွားတယ် low သူ့ရဲ့အသင်းကပြိုင်ဘက်အလုံးလုံးနေသူက တီဆောက်ရ shape ကိုမပြတ်အောင်တီဆောက်ရတာတီဆောက်တဲ့အခါမှာ jockey walk များတယ်ဟုတ်အဲ distance cover တော့များတယ်ဒါပေမဲ့အနှေးလှူရှာမှုများတယ်အဲ့ဒီအနှေးလှူရှာမှုများတဲ့အခါမှာအဲ့ဒီအသင်းမျိုးတွေကဒဏ်ရာပြဿနာနည်းတယ်ဆိုတာတွေ့ရတယ်အဲ့နောက်တစ်ခါ set piece ကိုအားပြုတဲ့အသင်းတွေအဲ့ဒီအသင်းတွေကဒဏ်ရာပြဿနာနည်းတယ်ဆိုတာတွေ့ရတယ်လောမရောက်လို့တော့မဆိုလို့ဘူးနော်အဲ့ set piece ကိုအားပြုတဲ့ဆိုတဲ့အသင်းမျိုးတွေအဲ့မထင်မှတ်ပဲနဲ့သူတို့သူတို့ဟာဒီဒဏ်ရာပြဿနာနည်းတယ်ဆိုတာတွေ့ရတယ် ဟုတ်ကဲ့ကိုအဲ့တော့ဒီကျွန်တော်တို့အနေနဲ့အချမ်းပြင်းဟိုစရင်ခွဲလိုက်မယ်ဆိုရင် high intensity game ကတရားလေးဘက်ကိုပုံပုံဦးတည်ပြီးတော့ကျွန်တော်တို့ဒီ counter counter နဲ့ကစားတဲ့အနေအထားမျိုးပေါ့နော်ကြစ်လျောက်တိဆောက်မယ် counter သွားမယ်ဆိုတဲ့အနေအထားမျိုးကတရားပို့ပြီးတော့နိုင်ရှင်လိုက်တဲ့အခါမှာနင်းနေရဆိုတဲ့ပုံစံမျိုးဟိုကျွန်တော်သွားပြီးတော့တွေ့ရမှာပေါ့နော်อืมအဲ့မှာအကိုကလေအသေးပဲကောက်မမှားဘူးပြောချင်တာကပွဲအီအတွက်တွေများတယ်ပေါ့နော်ပွဲအီအတွက်တွေများတယ်ဆိုတာကဟိုကစားသမားတို့ရဲ့ loading rhythm ကိုပြန်အနှောက်ယှက်ပေးတာကွာ ဒါတပတ်အစာလုံတင်လောက်ရမယ်အစာ၃ရက်နဲ့ပြန်ပြန်မျိုးလုံတင်လောက်ရတာဒါကြောင့်သူကလည်းဒဏ်ရာပြဿနာတွေကိုဖြစ်စေတယ်အဲ့ဒီဟာကငင်းလို့မရဘူးအဝက်ကလောက်တဟာဒဏ်ရာပြဿနာနဲ့အတူလဲဆက်ဆက်တယ်ဒါပေမဲ့ပြင်းထန်တဲ့ဒဏ်ရာတွေအခုပြောတဲ့ ACL တို့ဘာတို့ကအဲ့ဒီအဲ့ဒီကောင်လည်းသိပ်မပတ်သက်တော့ဘူးဘောကသူကသူက muscle ရဲ့အလုပ်ဖြစ်သွားပြီကြွက်သားတွေပြင်ပန်းနှွမ်းနေတဲ့ကိစ္စဖြစ်သွားပြီအခုဖြစ်တဲ့အရွတ်ဆုတ်တာတွေတကောက်ကျောပြတ်တာတွေအဲပြီးတော့ဒီပေါင်ချမ်းမှာအဲအရွတ်ဆုတ်အဲ့အဲ့ပြဿနာတွေကကြတော့ high intensity နဲ့ အဲ့တော့ဟိုတော့ပုံမှန်နားရတဲ့ပင်မနွမ်းတော်လို့ကြော်သားတွေဟိုဟိုဘလော့ကောမလဲနွမ်းတယ်လို့ရတဲ့တန်ရာတွေကအရင်လည်းမကြတတ်ဘူး ACL လိုဟာမျိုးကကြတော့အရင်လည်းကြတတ်တယ်အော်ကြောက်စရာလည်းကောင်းတယ်ဆိုတော့ ACL ကတော့တေချာပေါက်ကိုဒီ high industry gain နေနဲ့တွားပြီးတော့ဆက်ဆက်တယ်ဆိုတော့တွေ့ရတယ်ဟုတ်ကဲ့ဟိုပြီးတော့ဒီတကောက်ကျော်ဆိုရင်လည်းဒါ Mickey Van Deven ဆိုတကောက်ကျော်တန်ရာပြင်းပြထန်ထန်နေရတယ်ပေါ့နော်အဲ့တော့ ျွန်တော်ဒီဒူးနဲ့ပတ်သက်ရင်ကြတော့ ACL ကလည်းဒီဒူးရဲ့အုံနောက်လို့တောင်းထမ်းဆောင်တယ်ခုနအကိုရှင်းပြခဲ့သလို start stop start start stop တွေအရင်များတဲ့ကျွန်တော်တို့ game ပေါ့နော်အဲ့တော့အကိုဒီနေရာမှာကျွန်တော်တို့ဘယ်ကစားရမယ်ဖြစ်ဖြစ်တော့အဲ start stop တွေကတော့ပါနေရပဲပေါ့လေအကိုအဲ့တော့ဒီကျွန်တော်တို့ acceleration မြင်နေတဲ့အချိန်ကနေ deceleration ကိုဟိုသွားတဲ့အရာနဲ့ပြီးတော့ဒီပုံမှန်ရက်နေရနေရာလေး walk နဲ့ထပြေးရတာနဲ့အဲ့လိုမျိုး ကွာခြားချက်တွေရောရှိရှိသလားကိုဒီကစားဟန်တွေနဲ့တရားရတဲ့ဆက်ဆက်မှုမှာအဲအခုနည်းနည်းလေးပြန်မေးဘူးလို့ဘလို့ဘလို့အချုပ်လေးပဲမေးလိုက်အကျမ်းပြန်တော့နားလေတယ်ဟုတ်ကဲ့ဟိုခုနကဒီပြောခဲ့ပေါ့နော်ကျွန်တော်တို့အချိန်နဲ့ပြေးနေပြီးတော့ရက်ပြီးတော့ဟိုပြန်ပြီးတော့အချိန်ကို short ချလိုက်တာမျိုးပေါ့လေအဲ့ဒါကဒီ high intensity အသင်းတွေမှာကျွန်တော်တို့များများတွေ့ရတယ်ပေါ့နော် တော့ဒီ low intensity အသင်းတွေမှာကျတော့အဲဘယ်လိုပုံစံမျိုးသွားပြီးတော့ရှိတယ်ပြီးတော့သူတို့ counter ကစားမယ်ဆိုရင်တော့ကျွန်တော်တို့ကနှင်းနေတဲ့အခြေအနေကနေဝုန်းကလေးတော့ထပြေးရမှာပဲပေါ့နော်အဲအဲ့ဒါကတော့တဘာဝနဲ့ပုံနီးစပ်လို့ဟိုတန်ရာရနိုင်ချေရောကြတာမျိုးရှိလာအဲအဲဟုတ်ပြီသွားပေါ့ပြီအဲအဲ့တော့ဟိုအခုဒီ counter ကစားတဲ့အသင်းလဲရုတ်တရက်တော့ထမြင်ရတာပဲဒါပေမဲ့ counter ကစားတဲ့အသင်းတွေရဲ့တပွဲချင်းမှာအဆော့ဆော့ပြောရရင် most spring ဆို spring ကမရှိဘူးမဟုတ် တချောင်းရှိတယ်အတင်းတိုင်းရှိတယ်သူတို့ဘာကစားနည်းနဲ့ကစားတာ sprint မပါတဲ့ဘောလုံးပွဲဆိုတာမရှိဘူးဒါပေမဲ့သူတို့ရဲ့ volume ကပြန်နှဲသွားတယ် sprint volume နှဲတယ်ဒီ high pressing ကိုကစားတယ်သူတို့ high intensity game ကိုကစားတယ်ဆိုတဲ့ဟာမျိုးတွေအဲ့ဒီလိုဟာမျိုးတွေမှာကအဲ့ဒီ sprint အခြေအတွက်အရန်များတာဥပမာဖြင့် premier league နဲ့ bundesliga ဆိုတော့ ပရီးမီယားလိနဲ့ဘွန်ဒက်စ်လီကအခုတို့နှိုင်းရှင်ကြီးလိုက်မယ်အခုပရီးမီယားလိနဲ့ကွာဘွန်ဒက်စ်လီကမဟုတ်အခုတခြားအားတွေအကုန်လုံးအရင်ကအခုနှိုင်းရှင်ပြရမယ်ဒီ industry နဲ့ physical demand ဟာပရီးမီယားလိနဲ့တခြား league တွေကြမှာပါကွာလဲဆိုတော့အဲ့ဒါက let's let's get physical ဆိုတော့အဲ့ဆောင်ကြီးလေးရှာဖတ်ကြည့်အမှဒီထိတ်တန့် league ပြိုင်ပွဲ၅ခုရဲ့အကြောင်းဒီ demand ပြဿနာတွေအကြောင်းကိုရေးထားတယ်ဆိုတော့သူက distance plus count ဆိုတာလည်းရှိသေးတယ်ပရီးမီယားလိဟာပရီးမီယားလိကဒီ spreading opposite မှာ distance plus count နောက်ခုစလုံးမှာအရန်များနေတာ ဆိုလိုတာကဒီ short distance တခုကိုအားအကုန်တွန်ပြီးတော့ညှစ်ပြီးတော့ပြေးရတဲ့အရေးပြေးရတာရောအဲ့ပြေးရတဲ့အရေးအတွက်ရောနှစ်ခုသလုံးကအရင်များနေတာ La Liga Serie A တခါတလေတွေ့ရတယ်မတွေ့ရတဲ့ league တိုင်းဝင်မှမရှိတာမတွေ့ရတဲ့အသိမှမရှိတာဒါပေမဲ့သူကသူကကျတော့ total distance က Premier League ထက်ပိုများတယ်အဲ့ total distance က Premier League ထက်ပိုများနေပြီးတော့ high intensity distance အဲ့ကောင်ကဟိုဘယ်လိုခေါ်မလဲဆိုတော့ ဟိုကစားသမားတဦးချင်းစီရဲ့သူ့ portion ကအရင်များနေတယ်။များတဲ့အခါကျတော့ Premier League ဟာအဲ့ဒီ distance plus com မှာသူကအများဆုံးဖြစ်သွားတာ။ Premier League တွေထက်။ဆိုတော့အဲ့လိုမျိုးပဲအကိုတော့ဟိုထပ်ပြီးတော့နှိုင်းရှင်လို့ရတယ် Major League နဲ့ဆိုနှိုင်းရှင်ထားတာရှိတယ်။ Major League ဒီ American Major League ဆိုတော့ဥရောပထိပ်တန်းလိပြိုင်ပွဲ၅ခုသလုံးကိုခြုံပြီးတော့ပြန်ယူလိုက်တယ်။ထိပ်တန်းလိပြိုင်ပွဲ၅ခု။နော် Serie A, La Liga, Premier League, Bundesliga အဲနော် League ပေါ့ အဲ့တော့သူတို့ကမိနစ်60မှာသူတို့ရဲ့ဒီ high speed run per minute 60က693ချိန်ရှိတယ်။ဒါဒါ Premier League ဆိုအိုက်တဲ့ပို့တကြောင်းများပြီနော်။လင်ကာကိုခြုံလိုက်တဲ့အခါမှာ693ချိန်ရှိပြီးတော့ Major League ရဲ့ sorry Pro League ရဲ့မှာ high speed run count က986ချိန်ပဲရှိတယ်။အဲ့တော့ဒီ league ပြိုင်ပွဲတွေအလဲလက်တန်းစား league ပြိုင်ပွဲတွေဟာဒီထိပ်တန်း league ပြိုင်ပွဲတွေထက်စရင်7300ခန်းတော့14000ခန်းတော့ရောကြနေတယ် high speed ပြရတယ်နှောင်းအဲ့တော့အဲ့ဒီငါထိတ်တန်းလိပြိုင်ပွဲ၅ခုအချင်းချင်းကိုအကိုရပြန်ပြီးတော့ဟိုပြန်ချိန်ကြည့်လိုက်တဲ့အခါကျတော့ပရီးမီးယားလိကအကျန်တဲ့လိပြိုင်ပွဲတွေအများကြီးပိုများပြန်ပြီးတော့များတယ်ဆိုတော့ဘွန်ဒက်စ်လိကလည်းဒီဖတ်ဖေ့စ်ဂိမ်းဒီကစားကြတာပဲဒါပေမဲ့ဘွန်ဒက်စ်လိကတောင်မှပရီးမီးယားလိကတော့ကောင်းမများဘူးဆိုတာမျိုးတွေ့ရတယ်ဟုတ်ကဲ့ဆိုတော့စောစောညီလေးပြောတဲ့ဟာကိုအခုအခုပြန်ထုတ်တဲ့အခါကျရင်ဟိုအရေးအတွအရေးကြီးသွားပြီကောင်တာကစားတဲ့အတင်းလဲဘုံငနထပြေးရမှာပဲ ဒါပေမဲ့တပွဲလုံးမှာဘယ်နှကြိမ်ပြေးရမှာလဲအဲဆိုတော့အဲ့အဲ့ဒီဟာတွေကွာသွားပြီဟုတ်ကဲ့ကိုဟုတ်ကဲ့ကိုပြီးတော့ဒီအခုကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ဒီဒူးတန်ရာတွေပြီးတော့ဒီတကောက်ကျော်တွေပြီးတော့ပေါင်ချန်တန်ရာတွေပေါ့နော်ပြီးတော့ဒီ muscle related injury တွေနဲ့ပတ်သက်လို့ဟောကို muscle related injury ရသည့်ဖြစ်စေသို့မဟုတ်မရရင်တော့ကျွန်တော်တို့ burn out ဖြစ်တာကိုဒီ high energy အသင်းတွေမှာကျွန်တော်တို့အများကြီးတွေ့ကြရတယ်ပေါ့နော်အရင်တော့ဆိုင်ရပါဘူးပဲဖြစ်ဖြစ်ဟုတ်ဒီ jogging club ရဲ့အသင်းတွေပဲဖြစ်ဖြစ်အပြော်ဒီ Leeds United တို့အထိပေါ့နော်အဲ့တော့အဲ့ရလေးတို့တွေ့ရအဲ့ရလေးနေပတ်သက်ပြီးတော့ကိုဗမာဟိုဆွေးနွေးသုံးသပ်ဆရာရှိမလဲခင်ဗျအမ်ဗမာသုံးသပ်ဆရာရှိမလဲဆိုတော့အသင်းတစ်သင်းကဒဏ်ပြသနာများတဲ့အခါကျရင်ဒဏ်ပြသနာများခြင်းကိုဖြေရှင်းဖို့နောက်ဆက်တွဲက financial ဘိုင်းကိုတွားတယ်။အော်ဥမာဥမာဒီ Arsenal ဆိုရင်သူတို့ဒီ high industry game ကို ရှော့မှာလား။သူတို့အဲ့ဒီအဲ့ဒီ ideology ကိုစက်သုံးမှာလား။လူများများလိုလာပြီ အဲ့ဒီ ideology မဟုတ်တော့အာစနယ်က AA CC E top ကိုနေပြီးတော့ဟို meta block လောက်နဲ့သိမလားဒီ balance game ကိုသွားမယ်လူအရေးအတွက်အလောက်မလို့ဘာကြောင့်လဲဆိုတော့အချိန်မရွေးတိုင်ပြဿနာရှိနေတဲ့အတွက်နံပါတ်1အမှငွေတွေအများကြီးသုံးရပြီเนาะအဲ့ဒါနံပါတ်1အချက်နောက်နံပါတ်2အချက်အဲ့လိုတုံးသည့်တိုင်အောင်လူများသည့်တိုင်အောင်အဲ့ဒါကလူအရင်အတွက်များတယ်ဆိုတာကဒဏ်ရာရသူတွေကိုကာကွယ်ဖို့များတာဖြစ်တဲ့အတွက်ဒဏ်ရာကတော့ရတာပဲအဲ့ရတဲ့အခါမှာတရက်တာအတွက်ဒဏ်ရာရတဲ့ကစားသမားလည်းလာစားပေးချေရတယ် အဲ့လာသာပေးချရတဲ့အခါပေးချရတဲ့နှုံးကအယမ်းမြင့်တယ်ပရီးမီးယားလိဂ်ကိုပရီးမီးယားလိဂ်ဟာဒီဒဏ်ရာကြောင့်ဒီ financial drain ဖြစ်တဲ့ပြဿနာဟာပရီးမီးယားလိဂ်ကြီးကြီးမားကျုံတွေ့နေရတယ်။မှအခုဒီရာသီဆိုပွဲစဉ်6ပွဲရှိသေးတယ်။ Chelsea မှာကဒါလက်ကျန်လဲပါတာပေါ့လေ။ဟိုဒဏ်ရာပြဿနာ12ဦးရှိတယ် Chelsea ။ Chelsea ရဲ့ဒဏ်ဒဏ်ရာပြဿနာ12ဦးရှိတယ်ဆိုတော့ကိစ္စမျိုးပေါ့။ဆိုတော့ဒီအဲ့အနောက်ကွယ်မှာဆုံးရှုံးတဲ့အဟာတွေကဘာလဲဆိုတော့လာသာတော့ပေးထားတယ်ကိုက၃ခွင့်မရှိဘူး။ လောက်တော့ပေးထားတဲ့သုံးခွင့်မရှိဘူးဆိုတော့ငွေတွေပမာဏပေါင်းလိုက်တဲ့အခါကျရင်ပရီးမီးယားလိဂ်ကအဲ့လိုမျိုးဒီဒဏ်ရာပြဿနာကြောင့်ငွေကြေးဆောင်ချက်မှုအများဆုံးလိပ်ပြိုင်ွယ်ဖြစ်နေတယ်။အဲ့တော့ဘွန်ဒက်စ်လိဂ်ကမှလည်းဒီ high highly injury rated ရှိတယ်။ဒါပေမဲ့ဘွန်ဒက်စ်လိဂ်ကနည်းတယ်။ဘာလို့နည်းလဲဆိုလတာနည်းလို့အချမ်ပီယံလိဂ်မှာဆိုတော့ချမ်ပီယံလိဂ်ရဲ့ဒီထိပ်ဆုံးဆယ်တင်အတွက်ဒီစုစုပေါင်းဒီဒဏ်ရာနဲ့ပတ်သက်ပြီးတော့ဒဏ်ပြဿနာနဲ့ပတ်သက်ပြီးတော့ဟိုဘယ်လိုခေါ်မလဲနစ်နာတဲ့ငွေကြေးကတန်း20လောက်ရှိတယ်ပုံမှန်အားဖြင့်ဆိုတော့ အဲ့ဆိုတော့ဒီလိုပြဿနာတွေတော့တေချာပေါ့ကြုံရတာပေါ့စီသူစောစောမေးတဲ့ဟာလေအခုပြန်တစ်ချက်ပြန်ကောက်ပြုံးဟုတ်ကဲ့ကိုဒီအသင်းတွေပေါ့နော်ဒီ high energy အသင်းတွေကဘန်းနောက်ဖြစ်တဲ့ပြဿနာကိုဒါရင်ဆိုင်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါလည်းဟုတ်โอเคโอเคအဲ့တော့ဘယ်လိုသူတို့အဲ့တော့အဲ့တော့ဘန်းနောက်ဖြစ်ခြင်းကိုကာကွယ်ဖို့အတွက်လူအရေးအတွက်ပို့ပြီးတော့ဟိုပို့များများထားရတယ်မမထားလို့မရဘူးဟုတ်ကဲ့ဆိုတော့နှစ်သင်းစာထားရတယ်လို့ပါလို့ဆိုတာကအဲ့ဒီပုံမှန်မူတည်အဲ့ဒီအတွက်လစာတွေပို့ပေးပို့ကုန်တယ်ကြောင်းဖြစ်ခြင်းတွေပို့ကုန်တယ် ီးတော့ဒီကို့အသင်းမှာတန်ရာကြောင့်ငွေကြေးဆုံးရှုံးမှုပို့ပြီးတော့ညားတယ်နောက်တစ်ခုကဒီ training session တွေပေါ့နော် training session တွေအဲ့ training session တွေကစာအုပ်ကတော့အကုန်မေ့သွားပြီအဲ့စာအုပ်မှာ training session တွေမှာတန်ရာရှိမှုနှုန်းအဲ့တော့ဒီအသင်းရဲ့ ideology က neurotin sedative လောက်မယ် low block ကစားမယ် pat the back ကစားမယ်အဲ့ဒီအသင်းတွေမှာတန်ရာရှိမှုနှုန်းက나이တထောင်မှာပြန်ပြန်အားဖြင့်လူကအဲ1.3ခွန် တန်ရနှုံးကဒါ training session တော့ပွဲမပါဘူး match ဒီဒီ match incidents တွေမပါဘူးဒါပေမဲ့ high intensity ကစားရတယ်ဆိုတော့အသင်းတွေရဲ့ training session မှာတန်ရရှိမှုနှုံးကနိုင်တထောင်မှာ3.7ရှိတယ်ဆိုတော့ injury ပြဿနာဟာ high intensity ကစားတဲ့အခါပွဲတွင်းနဲ့မကဘဲနဲ့အချိန်တွေသုံးဖို့ရှိတယ်နံပါတ်1ပွဲချိန်အတွင်းပြေးရတဲ့အနေအထားကြောင့်ဒီ short distance ကို high speed နဲ့ပြေးရတဲ့အနေအထားကြောင့်တစ်ခုပြီးတော့အဲ့ဒီအတွက်လေ့ကျင့်ပြင်ဆင်တဲ့ဒီ training session မှာတစ်ခုနောက်တစ်ခုက incidence တွေအချိန်များများနဲ့တိုက်မြင့်တန်ရဖို့ပုံများတယ်ကွာလို့လည်းပြောရင်ကားတစ်စီးတစ်ပင်ဝင်တိုက်တဲ့အခါနည်းနည်းတိုက်တာနဲ့များများတိုက်တာနဲ့ဟိုဘလော့ကောမလဲ damage မတူအဲ့တော့အဲ့လိုမျိုး match injury incidence လည်းပုံများတယ်ဟုတ်ကဲ့ကိုဒါလေ့ကျင့်ရေးဆိုရင်ဒါကျွန်တော်တို့ဟိုတိရတလောက် pub blinders ဒီ club ပြီးတော့ခု guardiola လက်ထောက်နေပြ linder ဆိုဟိုဒီ၁၁ယောက်၁၁၁၁ယောက်ကစားခိုင်းတယ်လေ့ကျင့်ရင်ခွေးမှာ ပြီးတော့ Rondo ဆိုရင်လည်းသူ့ရဲ့ Rondo's ကဘယ်တော့မှမပြီးသွားတဲ့ Rondo ဆိုပြီးတော့ BSR ဆိုရင်လည်းအဲ့လိုခွေးယူလို့လိုက်ရတဲ့ gain အများကြီးလို့ပေါ့ကျွန်တော်တို့အဲ့လိုအဲ့လိုနော်အဲ့တော့ဒီအရလည်းကျွန်တော်တို့ဟုတ်ဒီအရလည်းကျွန်တော်တို့ဒိုင်ဒရာတွေကိုဟိုတိုက်ရိုက်ဥတည်နေရပါတော့ဟိုလက်ချင်ခွေးမှမရရင်တော့အဲ့ရတန်နေကြအောင်ကျွန်တော်တို့ပွဲထဲမှာရသွားတာမျိုးလို့ကျွန်တော်ပြောရမှာပေါ့နော်အဲ့တောက်တာပေါ့ဒီဒံရတွေပြီးတော့အခုအခုရှင်းပြစိတ်ဆက် ပေးခဲ့တဲ့ဒီအကြောင်းအချက်တွေဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ကိုနောက်ဆုံးညီကုန်းချုပ်အနေနဲ့ဟိုဗာများပြောစရာအကြံပြုအားသေးတယ်ကိုအဲပရီးမီးယားလိဂ်ကအခုတည်သလောက်တော့2024-25ကတော့အခုမတည်သေးဘူးပေါ့နော်ဟိုသေးစဆိုတာလည်းရာသီတစ်ခုပြီးတော့တိုင်းပြီးတော့ထွက်လာတာမဟုတ်ကြီးလေသူလည်းအချိန်ယူပြီးတော့ရေးရတယ်ဟုတ်အချိန်ယူပြီးတော့ဟိုအဲကြာတဲ့အပြင်ကိုကွာဟိုငွေကြေးကြတော့လေဟိုလူနည်းစုကပဲဖတ်တာကွာလွယ်လွယ်ပြောရင်သက်လားဟုတ်ဟိုဟိုဘယ်လိုခေါ်မလဲဆိုတော့အခုတို့ ဟို fantasy စာရေးဆရာတွေလိုမျိုးစာအုပ်တန်းချီရောင်းနေရတာမဟုတ်လူနည်းစုပါပဲဖတ်တာဆိုတော့ဟို mood လည်းပါပါပေါ့လေဆိုတော့ကကျွန်တော်နှေးတယ်နှေးတော့အခုအခုအချိန်လေးအခုပြောတဲ့ data တွေဆို2023 24ရက် data တွေများတယ်အဲအဲ့ဒီ data တွေကိုအချိန်ခံပြီးပြောတာများတယ်24 25လည်းပတ်သက်လို့မသိရသေးဘူးဒါပေမဲ့တရား2023 24မှာဒန်ယာဆုစပွန် Premier League တခုတွေက995ခုရခဲ့တယ် league ပြိုင်ပွဲ9ခုပေါင်းဒန်ယာမှာ Premier League ရဲ့ ratio ကအမြင့်ဆုံးဒါတော့မှနည်းနည်းကျသွား21 23တော့က အခုမှမီးတလောက်ဆိုရင်အဲဟိုဟာပဲ900ကျော်ပဲဒါပေမဲ့900ဟို10ခန်းကြီးတယ်960လား940လား50လားမှတ်မီးတော့အဲ20 22 23ပိုတော့များသေးတယ်ဒါပေမဲ့မတူတာပါလို့ဆိုရင်23 24မှာဒံရအရေးအတွက်ပေါ့နော်အရေးအတွက်ကသာနည်းပေမဲ့ရက်ပိုကြာတယ်ဘာကြောင့်လဲဆိုတော့အဲ့လိုမျိုး high intensity gaming ကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ပို့ပြီးခက်စားလာတဲ့အမျှဒံရရဲ့ရက်တွေကလည်းပို့ပို့ပြီးတော့ရှည်လာတယ်အဲ ACL တွေရလာတယ်ဒီ crisis တွေဖြစ်လာတယ်ဆိုတဲ့ဟာမျိုးဆိုတဲ့အခါကျတော့ဒါ အခုအခုပြောတဲ့အခါမှာနားလည်ဖို့အတွက်သာရှင်းပြတာမိပြတွေဒါမလို့သိအောင်လို့ပြောတာမဟုတ်ဘူးဒီလိုမျိုးကစားတဲ့အခါမှာဒီပြဿနာရှိတယ်ဒီပြဿနာတော့တို့ဒီလိုတော့ကာကွယ်ကြတယ်ဆိုတဲ့ဖြစ်စဉ်ကိုအခုရှင်းပြတာမိပြတွေရှေးရိုးဆွဲပဲပြန်ကစားပါလို့ဆိုလိုတာမဟုတ်ဘူးအဲ့ဒီဟာကိုအထင်မမှားစီလို့ပေါ့နော်အခုနောက်ဆုံးပြောချင်တာအဲ့ဒါပဲဟုတ်ကဲ့ကိုဒါအခုလိုမျိုးအသေးစိတ်ဆွေးနွေးပေးခဲ့တဲ့အတွက်အခုအထူးပဲကျေးဇူးတင်ပါတယ်ပရိသတ်တွေလည်းကျွန်တော်တို့ရဲ့ တင်ဆက်မှုကိုကျင်တဲ့အားရလိမ့်မယ်လို့ညွှန်လင်းပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆောင်ရွက်ပါမယ်ခင်ဗျာ